ေတုန်းကငလင်လှုပ်လှုပ်ချင်းပေါ့နော်ငလင်လှုပ်ပြီးပြီးချင်းမှာအိမ်ကအဆက်တွေ့ရတယ်ဆက်တွေ့ရပြီမဲ့ဖုန်းကကင်လို့လုံးဝမရဘူးအဲ့ဒါပြီးတော့ငူဖုန်းလိုက်ရတဲ့အချိန်မှာနောက်တစ်ခေါက်ထပ်ဆက်တဲ့အချိန်မှာအမေဘက်ကပြောတာကတော့အိမ်အမေတို့အိမ်လည်းပြိုသွားတယ်တမီးရေဆိုပြီးငူပြီး တော်ပြီးတော့ဖုံးကြပါရတယ်။ဒါပေမဲ့လုံးဝပြန်ဆက်လို့မရပဲနဲ့ညနေပိုင်းလောက်ကျမှအဆက်အသွယ်တစ်ချက်ပြန်ရတယ်။ပြန်ရတဲ့အချိန်မှာလည်းအိမ်ကတော့ပြူသွားတယ်။ဒါပေမဲ့မမေတို့ကဖျားသွားနေတဲ့အချိန်အပြင်မှာရောက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုဝင်တွေအကုန်လုံးကတော့ပေးကင်းကြတယ်လို့လို့ပြောတယ်။အိမ်မှာတော့အမအကြီးတယောက်ပဲကျန်ခဲ့တယ်။သူကတော့ဟိုပြင်းလွှားနေတဲ့ခြေထောက်လေးနဲ့ထိထားတယ်ဆိုတဲ့ဟာမျိုးလေးပဲဟိုသိရတယ်ပေါ့နော်။ဒါပေမဲ့အခုချိန်ထိတော့ထပ်ပြီးတော့အဆက်အသွယ်ပါအဆက်အသွယ်မှမရဘူး။ဟိုဖုန်းလည်းမရဘူး။ဘုဘကလည်းဖုန်းဆက်လို့မရဘူးပေါ့နော်။အဲအခု line ပေါ်မှာတက်လာတယ်ပြီးတော့တချို့စကိုင်းကနေပြီးတော့အတိ 我第一次去乌龟耶。 ြောတဲ့အပုံစံအရာဆိုလို့ရှိရင်တော့စကိုင်းမှာကေဆေးကြီးလည်းအရင်နေနေတယ်တားကလည်းအတော်ဖြစ်တဲ့တော့ကြောင့်မမီတို့လည်းအကုန်လုံးစက်နဲ့ကူးလာဟိုဘကန့်ကိုကူးရတယ်ဆိုတဲ့ပုံစံမျိုးကားတွေပစ္စည်းတွေအုံထားပြီးလူတွေကြီးပဲဟိုဘကန့်ကိုကူးရတယ်ဆိုတဲ့ပုံစံမျိုးတော့သိရတယ်အဲပြီးတဲ့ခါကျလို့ရှိရင်အခုစကိုင်းအခုညီလိုအပ်နေတဲ့ဟာကေဆေးကြီးကလည်းအရင်နေတယ်ပြင်စကိုင်းမိသက်ယုံတစ်ခုလုံးပြိုးသွားပြီးမိသက်ကလည်းပြည်နေရဖြစ်တဲ့တော့ကြောင့်မလို့ရရင်ရတယ်လို့ရတဲ့အနေနဲ့ရှိတဲ့လူတွေအကုန်လုံးကပဲဝိုင်းပြီးတော့ဖြစ်ဖြစ်တဲ့အနေနဲ့ကေဆေးနေရတယ်ဆိုတော့တရင်လည်းကြားတယ်ပြီးတော့တချို့လူတွေအိမ်အဖြစ်ဟိုအပြင် ပြက်ပျက်စီးလည်းအရင်များတယ်အိမ်ပြစီကလည်းအရန်များတဲ့အပြင်ဟိုတမြုပ်လုံးနေပါအရန်ထိခိုက်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ရှိတဲ့လူနိုင်တဲ့လူပါပဲရှိရှိသမျှအင်အားနဲ့အကုန်လုံးဝမ်းမိခဲ့နေကြရတယ်။ line တွေရော internet line တွေရောအကုန်ပြတ်တောက်သွားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေလည်းဟာဟိုတရင်စစ်စစ်မှုကလည်းအရန်နေတယ်ပေါ့နော်။ကယ်ဆယ်ရေးအတွက်လာဖို့အတွက်ကြောင့်လည်း lanky အခက်ခဲကြောင်ရောဒီစကိုင်းမှာရှိတဲ့လူရင်းအားနဲ့ရရရတဲ့လူမျိုးအဆင်ပြေတဲ့ပုံစံလေးတွေနဲ့ပဲဝိုင်းပြီးတော့လုပ်ပင်နေကြရတယ်ဆိုတဲ့တရင်တွေရောကြားရမှာ။ အခုမူလို့မိသားစုအိမ်ဖြူသွားတဲ့နေရာတော့ဆိုအဲတောင်ယိုလမ်းမပေါ်မှာဖြူသွားတာမှာအဲတောင်ယိုလမ်းမတစ်လျှောက်ရောမြို့တယ်တစ်လျှောက်ရောဈေးနားတွေရောအကုန်လုံးနေပါတော့ဖြူတယ်ဆိုတော့တည်င်းနေတော့မူလို့တက်လာသမျှတော့အကုန်ကြည့်ရတယ်မှာ စကိုင်းမှာအကူကြီးလိုအပ်နေတဲ့နေရာလို့ပြောလို့ရှိရင်တမျိုးလုံးနေပါလို့တော့မပြောလို့ရရပါလို့လဲဆိုတော့အခုမိုးရွားကလည်းအဆက်အသွယ်တိကျမရသေးတာဖြစ်တဲ့လို့ကြောင့်မလို့တက်လာတဲ့တည်င်းလေးကိုပဲကြည်နေရရရရတဲ့လူတွေရဲ့တက်လာတဲ့တည်င်းလေးတွေကိုပဲကြည်နေရတယ်အဲ့တည်င်းလေးအကုန်လုံးမှာလည်းအဲမိုးရွားတည်တဲ့လောက်ဆိုလို့ရှိရင်စကိုင်းမျိုးတမျိုးလုံးနေပါအကုန်လုံးပြည့်စည်သွားဖြစ်တဲ့လို့ကြောင့်မလို့ဟိုပြည့်စည်အနည်းဆုံးလူကပြည့်စည်များတဲ့လူ ဝိုင်းပြီးတော့ကုညီနေရတယ်ဆိုတဲ့အနေထားမှာပဲရှိတယ်။ကေဇေးသမားတွေလည်းအကုန်လုံးဝိုင်းပြီးတော့တနိုင်တလောက်ဝိုင်းလို့ပေးနေကြတယ်လို့လည်းပြောတယ်။ပြီးတော့မူရဲ့အတိအမှတယောက်ရဲ့ ပြောတဲ့ပုံစံအရဆိုလို့ရှိရင်တော့ကစေးသမားတွေလည်းတစ်ခုထိဟိုသွားပြီးမကယ်နိုင်တဲ့နေရာတွေလည်းရှိတယ်ဖုန်းဆက်သွင်းမရတာတွေအကြောင်းလည်းတခြားဘယ်ခုချင်းဒီကစေးသမားတွေလည်းအစားဖို့တောက်ဖို့အစားအရန်ခက်ခဲနေတယ်ဆိုတဲ့ဟာမျိုးတွေမင်းညာနေပြောခုချင်းဒီမနာတာဒီမနာတဲ့ကစေးနေရဲဆိုတဲ့ဟာမျိုးလေးတော့အများကြီးကြားရတယ်မှာအဓိကတော့ဟို line တွေပြတ်တောက်နေတာဖြစ်တော့ကြောင့်မလို့တင်းတက်တာအရန်နေပြီးတော့ပျက်စီးဆုံးရှုံးမှုအရန်များတယ်ပြီးတော့ခုချင်းဒီအသက်ရှင်နေ နိုင်သေးတဲ့ဟိုလူတွေလည်းရှိတာဖြစ်တဲ့တော့ကြောင့်မို့လို့အများကြီးကိုကြီးအားဖြည့်ပြီးကဲပေးကြပါအောင်လို့တက်နိုင်ဆုံးဘိုင်းဝန်လုပ်ပေးကြပါအောင်တတင်းလေးတွေလည်းများများလေးစီစဉ်မှုရအောင်လို့ပေါ့နော်အကုန်လုံးဘိုင်းကိုဘိုင်းဘီကိုကြီးပေးကြပါအောင်လို့ပြောတော့